ပရိသတ်ကြီးတို့ရေပရိသတ်တို့အရန်ချင်းချင်းလုံးလုံးမျောနေကြရေမြူနင်းတို့ထောင်းရဝီဇလန်တွေအပိုင်း28ကတော့ရောက်ရှိလို့လာခဲ့ပြီပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့ရေအပိုင်း28အရောက်မှာတော့နင်းနေကတော့လူငယ်ပြီသူ့ဘဝမှာရည်မှန်းချက်တွေအများကြီးရှိတယ်အခုတော့အောက်ပိုင်းတည်တော့သူ့ရဲ့ဘဝရည်မှန်းချက်တွေဖြစ်မလာနိုင်တော့ဘူးဆိုပြီးတော့တွေးပြီးတော့အခန်းထဲမှာပဲငိုကြွေးနေကြတာပဲဖြစ်ပါတယ် သူရဲ့မိဖြစ်သူအန်ဒီမာကလည်းနင်းနေရဲ့ဦးလေးဦးလက်ကိုဖုံးဆက်ပြီးကြိုးကြောင်ပြောပြကဦးလက်ကချက်ချင်းပဲသူရဲ့သူလေးနင်းနေကိုလာတွေ့ခဲ့ပြီပဲဖြစ်ပါတယ်။ဒီဆက်ကြာကသူရဲ့ဦးလေးကိုငငယ်ကပင်အားကိုပါတယ်အရန်လဲချစ်ပါတယ်။ဒါကြောင့်မလို့သူရဲ့ဦးလက်ရောက်ရှိလာတာနဲ့ဦးလက်ရဲ့တာဘောကတော့သွားပါပြီ။ တာဘိုးလုံးလေးကန်လို့မရတော့ဘူးတာတက်လုံးဒီလိုပဲနေရတော့မှာလားဆိုပြီးတော့သူ့ရဲ့ဥလက်ကိုငိုကြွေးပြခဲ့တာပဲဖြစ်ပါတယ်တပတ်မှလည်းစောင်းနှင်းဖြူကနေနေကသူ့ပေါ်ကြည့်တဲ့အချီတွေကလုံးဝမယိုးတာဘူးပြန်ကလေးစားချီမှာပဲနေနေကျမပေါ်မှာကလေးစားချီတော့မှာဆိုပြီးတော့ကြောက်စိတ်တွေနဲ့အယူသပိုင်းဖြစ်နေကြတာဖြစ်ပြီးတီကျူးနဲ့ထွက်ပြေးမဲ့ကိစ္စကလည်းမအောင်မြင်ဒီမှာသူဘလို့ဆက်နေရမှာလဲ အသွေးပေါင်းများစွာနဲ့စောင်းနှင်းဖြူကကြောက်လန့်နေခဲ့ပြီးပဲဖြစ်ပါရယ်ဒါမဲ့စောင်းနှင်းဖြူမသိတာကနေနေကသူလုတ်ခဲ့တဲ့လုတ်ရက်ပေါ်မှာဘရောမှမိသားစုတွေကိုပြောပြမှာမဟုတ်ဘူးအဲ့လောက်တဲ့ဒီကိုနေနေကသူ့ပေါ်မှာချစ်တာပါ အပိုင်း28ရောက်မှာတော့စောင်းနှင်းဖြူလေးကနေနေရဲ့အချစ်တွေကိုနားလေလာတော့မှာပဲဖြစ်ပါရယ်နေနေကလည်းခြေတော့ပြန်ကောင်းလာမှာပါစနိုးရောင်းဝမှာချေရတဲ့ကိုကိုတီချူကလေဒီစနိုးဗီလာကနေထွက်သွားခဲ့ရတော့မှာပဲဖြစ်ပါရယ် ဒီဂျူကလည်းစောင်းနှင်းဖြူစနိုးလေးပေါ်မှာအင်တန်မှကောင်းတဲ့အကူကောင်းတယောက်ပါစနိုးလေးပေါ်မှာလည်းသူကညီမအရင်လို့တန်ရိုးစီရှိသလိုတကယ်လေးချစ်ရှာတာပါစနိုးဒုက္ခရောက်မဲ့ရောက်သူဘယ်တော့မှမလုပ်ပါဘူးစနိုးကရွှေတက်တာကြီးကိုစိန်တက်တာကြီးကိုချပြတဲ့အခါမှာလည်းထုတ်ပြတဲ့အခါမှာလည်းသူအနေနဲ့စီစဉ်လေးကိုတတ်မှတ်ခြင်းမရှိဘဲနဲ့အကူနဲ့ထွက်ပြေးမယ်ဆိုရင်ဒါရီတော့ဘာလို့မဖြစ်ဘူးဆိုပြီးတော့ပြောခဲ့တဲ့သူပါ ဒီဇာလန်လေးကတော့ရင်းနှီးဖွယ်ရအဆုံးသက်ရမလားဒါမှမဟုတ်စနိုးလေးနဲ့နင်းနေတို့ညားချမလားဆိုတာဒီညပဲစောင့်ကြည့်ပေးခဲ့ကြပါအောင်နော်